ကဲဒီပွဲစဉ်ကတော့တော်တော်လေးကိုကျွန်တော်တို့ပြည်သက်တွေစောင့်ကြည့်သွားရမယ့်တွဲဆိုင်ကောင်းတွဲဆိုင်ချမ်းတပွဲဖြစ်တယ်ဗျဒီပွဲဟာဆိုလို့ရှိရင်တော့ lightweight dan kickboxing champion ကပတ်စင်ခေါ်ပွဲပွဲစဉ်ရှင်ပြိုင်ထိုးသက်တဲ့ပွဲစဉ်ဖြစ်တယ်ဒီ fighter နူးပါဆိုလို့ရှိရင်ဒီပွဲစဉ်မတိုင်ခင်ကဒီနှစ်ကြိမ်တွေ့ဆုံထားခဲ့ပြီးတော့တယောက်ကနိုင်တယောက်ကရှုံဆိုတော့ရလကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်ပြောလို့ရှိရင်တော့တည်ကြနေတယ်ပေါ့ဗျာတည်ကြနေရလကိုပိုင်ဆိုင်ထားတာဖြစ်တယ်ဆိုတော့ဒီပွဲစဉ်မှာ one championship ရဲ့ lightweight dan ကစ်ဘောက်ဆင်ချန်ပီယံကပတ်ကြီးကိုဘသူကပိုင်ဆိုင်သွားမလဲဆိုတာတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့ပွဲစဉ်ဖြစ်ပါတယ်ဆိုတော့ပထမအဦးဆုံးမိတ်ဆက်ပေးနေတဲ့ဖိုက်တာကတော့ Alexis Nico ဆိုတဲ့ fighter ဖြစ်ပြီးတော့ဒီ fighter ဟာဆိုလို့ရှိရင် One Championship ဖွဲ့စည်းမှာပွဲစဉ်6ပွဲထိုးသက်ထားပြီးတော့အဲ့ဒီတဲကမှာ၄ပွဲကိုအနိုင်ယူရရှိထားတဲ့ fighter ဖြစ်ပါတယ်ဆိုတော့ဒီ fighter တွေအနေနဲ့ဘယ်လိုပုံစံမျိုးနဲ့ရှင်ပြိုင်ထိုးသက်သွားမလဲဆိုတာတော်တော်လေးကိုစိတ်ဝင်စားဖို့ ကောင်းနေတာဖြစ်ပါလေ။ဘာဖြစ်လို့လဲဆိုတော့ kickboxing စီးမင်းနဲ့ရှင်ပြိုင်ထိုးတက်သွားမှဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့မြန်မာပြည်သက်တွေနဲ့အနေငယ်စိမ့်နဲ့ကစားနည်းလို့ပြောမှဖြစ်ပြီးတော့ကျွန်တော်တို့မြန်မာပြည်သက်တွေအနေနဲ့ kickboxing ကစားနည်းကိုတတိချာချာကြည့်ထားလေ့လာထားမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီမြန်မာနိုင်ငံသားလက်ဝေဖိုက်တာတွေအနေနဲ့ one championship အပွဲစီမှာ kickboxing ပွဲစဉ်တွေ၊ Muay Thai ပွဲစဉ်တွေရှင်ပြိုင်ထိုးတက်သွားတဲ့အခါမှာကျွန်တော်တို့အနေနဲ့ဒီကျွန်တော်တို့ရဲ့ပြိုင်ဘက် fighter တွေရဲ့ကစားပုံကစားနည်းတွေကိုလေ့လာလို့ရနိုင်တယ်လို့ကျွန်တော်တို့ရဲ့မြန်မာကစားသမားတွေရဲ့ကစားပုံကစားနည်းတွေကိုလည်းဘယ်လိုမျိုးရှင်းပြန်ထိုးသက်သွားတင်တယ်လဲဆိုတာကျွန်တော်တို့ပရိသတ်တွေအနေနဲ့ဝေဖန်ထောက်ပြနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့စောင့်ကြည့်သွားတင်တဲ့ပွဲစဉ်ဖြစ်ပါတယ်။ကဲ light weight တန်းက champion ကြီး ဖြစ်တဲ့ဒီ fighter ကတော့ Reigan အာဆဲဆိုတဲ့ fighter ဖြစ်ပြီးတော့သူအနေနဲ့ကတော့ one championship ဖွဲ့စည်းမှာ6ပွဲထိုးသက်ထားပြီး9ပွဲနိုင်ထားတဲ့ fighter ဖြစ်ပါလိမ့်။ fighter နေရာလုံးနေတဲ့တောင်တောင်ပြန်လည်နိုင်ထားတာဖြစ်ပြီးနောက်ဆုံးနိုင်ယူရရှိထားတဲ့ fighter ကတော့ဒီဘက်အနီတောင်းက champion fighter ဖြစ်တဲ့ Regan Arce ဆိုတဲ့ fighter ဖြစ်ပါလိမ့်။အခုဆိုရင်ဒိုင်လူကြီးက kickboxing စီမင်းတွေကိုရှင်းပြနေတာဖြစ်ပြီးတော့အဲသူတို့အနေနဲ့တောင်ရိုက်လို့မရဘူးဆိုတာရှင်းပြနေတာဖြစ်ပါတယ်။ဒါဆိုတော့ဒိုင်လူကြီးကပွဲတည်ပေးထားလိုက်ပါပြီ။ ိုက်ဒါနီယယ်လင်းရဲ့ပွဲထွက်လာတာကတော့ဘယ်ချေရှိထုတ်ထားတဲ့ညာတန်းကစားသမားတွေပဲဖြစ်ပါတယ်လိုကစ်တွေပေးထားတာကောင်းပါတယ်ဗျလိုကစ်တွေတောက်လျှောက်ပေးထားတာကောင်းတယ်ဗျလိုကစ်တွေပဲပေးထားတဲ့အပြန်အလှန်လိုကစ်တွေပေးထားရင်လည်းဒီဘက်ကအနီတောင်းကဖိုက်တာဖြစ်တဲ့အာဆဲအနေနဲ့စပြီးတော့ကောင်းလာလက်တီချက်တွေပြန်ပြီးပေးထားလာတာကိုတွေ့ရတယ်ဟိုဘက်ကစပင်းဆုပ်ဖွားဖိုက်တာအဲလစ်စစ်နီကိုကတော့သူအနေနဲ့ကသူကအတက်ကင်ပိုင်းကိုပို့ပြီးတော့အာတနာကိုတွေ့ရတဲ့ကောင်တာပြန်ပြီးထိုးထားတဲ့လက်သီးတွေတော်တော်လေးကိုကောင်းနေပြ hip boxing ပွဲစဉ်ဖြစ်တဲ့အတွက်ကြောင့်မလို့3မိနစ်ကစားရတာဖြစ်ပြီး champion ကပတ်လူပွဲဖြစ်တဲ့အတွက်ကြောင့်မလို့3မိနစ်5ကြီးကစားရတာဖြစ်ပါတယ်လက်အိတ်တွေကတော့ပြိတက်တွေအားလုံးတည်ပြီးသားဖြစ်တဲ့အတိုင်းပဲလက်အိတ်အကြီးနဲ့ရှင်ပြိုင်ထိုးတက်ရတာဖြစ်ပြီးလက်အိတ်အကြီးတွေကပို့ပြီးတော့ဒီ damage ပေးနိုင်တာဖြစ်ပါတယ်သူတို့အနေနဲ့ကွဲပြဲ damage တက်အတွင်းခြေတံရမျိုးကိုပေးနိုင်တဲ့အတွက်ကြောင့်မလို့လက်အိတ်အကြီးနဲ့ရှင်ပြိုင်ထိုးတက်တဲ့ fighter တွေအနေနဲ့တော်တော်လေးကိုကူးဆိုက်ရတာပဲဖြစ်ပါတယ် ရဲကျွန်တော်လေပေါ်နေစဉ်အတွင်းမှာပဲဗိုက်တာနှစ်ယောက်လုံးအနေနဲ့တောက်လျှောက်ဆိုသလိုပဲအပြန်လန်းလက်သီးချက်တွေဖလဲထားတာကိုတွေ့ရပြီးတော့ခြေကန်ချက်တွေလည်းပေးထားတာကိုတွေ့ရတယ်လောကီကန်ချက်တွေကောင်းတယ်ဗျလောကီကန်ချက်တွေပေးထားတာကောင်းတယ် ်ဒီဘက်ကအာဆဲအနေနဲ့အနီတောင်းကဖိုက်တာအနေနဲ့သူကကောင်တာပို့ပြီးတော့ဆော့တာကိုတွေ့ရမှာဖြစ်ပေမဲ့အခုလဲသူကလိုက်ပြီးတော့အတက်ကင်ပိုင်းမှာကစားနေတယ်ဗျ။တင်းညာလက်တီချက်တွေပေးထားတယ်။လိုက်ပြီးတော့ PR ပေးပြီးတော့ကစားနေတယ်ဗျ။ခြေကန်ချက်တွေကောင်းတယ်ဗျ။ဒီ kick boxing မှာကမွေထိုင်းလိုမျိုး clinch လဲလုပ်လို့မရဘူးဗျ။ clinch လုပ်တဲ့အချိန်ကြာသွားရင်လည်းတိုင်လူကြီးကဒါဘယ်လိုပြောရမလဲအမှတ်လျှော့တယ်ပေါ့နော်။အခုဆိုလို့ရှိရင်တောက်လျှောက်ကို လိုက်ပြီးတော့ pressure ပေးနေတယ်ဗျ။ Arsenal ဆိုတဲ့ champion fighter သူက white led သေးတွေကိုအဓိကထားပြီးတော့သုံးနေပြ jab ထောက်တာမျိုးတွေ cross တွေးတာမျိုးတွေမတွေ့ရဘူးဒီဘက်က Nicolas Alexis ကတော့သူက one two chicken jab counter တွဲလုံးနေနဲ့သုံးနေပြမဆိုးဘူးပြ fighter နှစ်ယောက်လုံးနေနဲ့ဒီပထမအချိန်မှာတော့ဒီ Nicolas Alexis Nicolas ကပို့ပြီးတော့တာနေတာကိုတွေ့ရတယ်ဗျနာမည်တွေခေါ်ရတာရှည်လို့ကျွန်တော်အပြာတောင်းနဲ့အနီတောင်းလို့ပဲပြောမယ်နော်ကဲပြပြတောင်းက fighter နဲ့ငယ်ပို့ပြီးတော့တာတယ်လို့ကျွန်တော်ကတော့ပထမအချိန်မှာခံမှန်းမိတယ် ောက်ရဆိုဂျူနာကကြောက်ပြောလို့ပဲတောက်လျှောက်လိုက်ပြီးတော့ pressure ပေးထားတယ်ဆိုပေမဲ့ counter ပြန်ပြီးထိုးတာတွေလက်သီးထိုးတာတွေကဒီဘက်ကပြာတောင်းက fighter ကပို့ပြီးတော့တာနေတယ်ဗျ1 2မြင့်ခြေကန်ချက်ပေးတော့တာတွေကောင်းတယ်ဗျ body shot နိုင်ထားတယ်။ဒီဘက်က Regan Assay ဆိုတဲ့ fighter ကလည်းပြန်ပြီးတော့ counter လက်တီးချက်တွေပေးထားပြန်ပြီဗျ။ဒူးတိုက်လို့တော့ရတယ်ဗျ kickboxing ကဒါပေမဲ့သူတို့ဒူးတိုက်တာသိပ်ပြီးတော့မတွေ့သေးဘူး။ ဒီကလက်သီးကိုအဓိကထားပြီးတုံတယ်ခြေကန်ချက်တွေတုံးတယ်ဗျ။အိုး white လက်သီးကြီးတွေကောင်းတယ်ဗျ။ဒီပထမခြေတော့ပြီးဆုံးဖို့တော့နီကက်လာပြီ။ရုရှားပေးထားတာကတော့ဒီဘက်က Regan Asse ဆိုတဲ့ညီတော်က fighter ကရုရှားပေးထားပေမဲ့လက်သီးထိုးချက်ပို့ပြီးတော့တာနေတာကတော့ဟိုဘက်ကအပြာတောင်း fighter ကလက်သီးထိုးချက်ပို့ပြီးတာနေတယ်ဗျ။ဒီပထမခြေတော့ပြီးသွားပြီ။ဒုတိယခြေကြည့်မယ်ဗျ။ဒုတိယခြေဘယ်လိုမျိုးထိုးတွားမလဲဆိုတာစောင့်ကြည့်လိုက်ကြအောင်။ ခြေခံချက်တွေပေးထားတယ်။ stance ကတော့မပြောင်းသွားဘူး။ဘယ်ခြေရှိထုတ်တဲ့ stance နဲ့ပဲကစားထားတယ်ဗျ။ဘယ်ခြေရှိထုတ်တဲ့ look နဲ့ပဲကစားထားတယ်။1 2လက်တီးချက်တွေပေးထားတာကောင်းတယ်ဗျ။ခြေခံချက်တွေပေးထားတယ်။ခြေခံချက်တွေထပ်ပြီးတော့ပေးထားတယ်ဗျ။အေးခြေခံချက်တွေပဲပေးထားသေးတယ်။ခြေကန်ချက်နဲ့အဓိကဖြိုးတာဗျဒီဘက်ကနီကိုလက်ဆိုတဲ့ဖိုက်တာကအပြာတောင်းဖိုက်တာက ဟိုဘက်ကဖိုင်တာကအနေငယ်ပို့ပြီးတော့အားတာတယ်ဗျာလက်သီးမှာအိုးနီကိုလက်စ်ကလက်သီးတောက်လျှောက်ပေးထားပြီးတော့အခြေခံချက်တွေပါလှလှပပပေးထားတယ်ဗျာဟန်ချက်ပြက်ပြီးပါလဲကြနေတယ်ဗျာချန်ပီယံဖိုင်တာတော့မလွယ်ဘူးပြို့ရိုင်းဆက်သွားနေမယ်ဆိုလို့ရှိရင်တော့အခြေခံချက်တွေပေးထားကောင်းတယ်ဘော်ဒီရှော့တွေပါပေးထားတာဗျာအဲဒီဘက်ကအပြာတော့ကဖိုင်တာနီကိုလက်အဲလစ်စ်အနေနဲ့ ပို့ပြီးတော့လက်နက်စုံတယ်လို့ထင်တယ်ဗျဒီဘက်ကငနီတော့ fighter ကတော့သူကထိချက်ကိုတော့ထိထိမိမိထိုးနိုင်တယ်ဒါပေမဲ့သူလက်နက်မစုံဘူးဗျခြေကန်ချက်တွေတိတ်မတွေ့ဘူးလက်သီးဟုတ်ပဲအပြုတ်ပြီးတော့ကစားတာကိုတွေ့ရတယ်ကောင်တာလိုက်ပြီးတော့ထိုးထားတာကိုလည်းတွေ့ရပါမယ်အဆင်မပြေဘူးဗျโอ้ตอเลียวกาวนะเปียเป็นละตีดิตองชอบตุ่ยท่าเราตุ่ยได้เปีย န်နဲ့တော့ပွဲကအေးနေပြီဗျာဘာလို့လဲဆိုတော့ဘာမှတိတ်တိတိမိမိမလုံးပြနိုင်သေးဘူးဖိုက်တာမျိုးလုံးနေနဲ့လုံးဝလဲတဲ့ပြီးတော့ထိုးတာမျိုးတွေမတွေ့ရသေးဘူးဗျာနည်းနည်းလေးတော့ပွဲအေးနေတယ်ဒုတိယကြိမ်မှာဘယ်သူတာလဲဆိုလို့ရှိရင်တော့ဒီဘက်ကနီကိုလတ်စ်အဲလစ်စစ်ကပဲငငယ်ပို့ပြီးတော့တာလို့ကျွန်တော်ထင်တယ်ဗျသူကပရက်ရှာလဲလိုက်ပေးထားတယ်ခီးချက်တွေကလည်းလှတယ်ဗျဘယ်လိုဆက်ဖြစ်မလဲတော့မသိသေးဘူးလက်အိတ်ကအကြီးကြီးတွေဆိုတော့တော်တော်လေးတော့တတိထားရတယ်ဗျ ိုး1 2လက်တီချက်တွေခြေကန်ချက်တွေပေးထားပြန်ပြီဗျခြေကန်ချက်တွေပဲပေးထားသေးတယ်မြေခြေကန်ချက် body shot လုတ်ကစ်ကန်ချက်ပေးထားတယ်အဲနိုင်ငယ်ကြလာပြီဗျဒီဘက်ကပြတောင်းမှာကျွန်တော်နည်းနည်းသဘောကျတဲ့ fighter Alexis Nicolas နည်းနည်းလေးကြလာပြီဒီဘက်က fighter ကအခုချိန်မှသူကစပြီးတော့ချပြီးတော့သူကဟိုသွေးပူလာတဲ့ပုံပဲဗျခုနကပေးသွားတယ် ညာခြေကန်ချက်ကောင်းတယ် left foot ပေးထားတာကောင်းတယ်ဗျကဲကစ်ပေါက်စင်စီးမြတ်တခုเนาะကျွန်တော်ပြောပြတယ်သူက clinch လုပ်လို့မရဘူးမွေထိုင်းလို့မျိုးအိုး left foot တလုံးကျွေးထားတာကောင်းတယ်ဗျ left foot တလုံးဝင်သွားတာဗျလှလှပပပဲဗျအပြန်လန်လက်သီးဖလှယ်နေကြဖင်အတွင်းမှာပဲ left foot တလုံးဝင်သွားတာလှလှပပပဲကဲပြန်ပြီးတော့ထလာပြီဗျကဲဒုတိယအချိန်မှာတော့ခုနက knockout နဲ့တည်းအနီတောင်းကဖိုက်တာပို့ပြီးတော့တာသွားပြီနော် knockdown ကျတာနဲ့ကဲတတိယအချိန်တတိယအချိန်ဘယ်လိုဆက်ထိုးသွားမလဲကြည့်မယ်ဗျ ဖိုက်တာတွေကလုံအောင်ကိုလူကောင်းလည်းကြီးတယ်ပြီးတော့လက်သီးပါဝါလည်းပြင်းတော့ထိသွားတာနဲ့ကြတာဗျ။ Oh my god တောက်လျှောက်ကိုကောင်းတယ်ဗျ။အခုအနီတော့ဖိုက်တာပြန်ပြီးတော့ကောင်းလာပြီ။ခုနကကောင်းတာလက်သီးတွဲလုံးတွေကနေတဆင့်ကွန်ဘိုတွေလွတ်တာတော်တော်လေးကိုလှတယ်။ထိချက်တွေလည်းမှန်တယ်ဗျ။စတန့်စ်တွေပါပြောင်းပြီးဆော့တာဗျ။โอ้มิชิแกนเนี่ยနောက်တစ်ချက်เมซี่တက်တက်ကိုထိရဲ့ဗျ။โอ้ my god ကောင်းတယ်။ဒီဘက်က ပြာတော့အောင်ဖိုက်တာအနေနဲ့ကလည်းကောင်တာပြန်ပြီးတော့လွတ်ထားတာကိုတွေ့ရပေမဲ့တိတ်ပြီးတော့ထိရမှုတော့မရှိဘူး။ဟိုဘက်ကဖိုက်တာအမြင့်ခြေကန်ချက်တွေတုံးလာပြီဗျခုနကခြေကန်ချက်မတုံးခဲငြိမ်နေရနေပြီးတော့အခုအမြင့်ခြေကန်ချက်တွေတုံးလာပြီဗျအိုးနောက်ထပ်မြင့်ခြေကန်ချက်တစ်ခုထပ်ပြီးတော့ကျွေးထားတယ်ကောင်တာပြန်ပြီးတော့ထိုးထားတယ်ဗျဒီဘက်ကဖိုက်တာကလည်းလုံအောင်အားကြမခံပဲဟိုကစ်တွေကို check လုပ်တာနော်တော်လေးကိုနားမဲ့ပုံမှာညိုတကြီးတွေကိုပဲကန်မိတာဗျလက်သီးပါဝါကြီးကကြောက်စရာကြီးပြော 1-2တွဲလုံးတွေမှန်ကန်ကျွေးထားတာဗျ Jab ထောက်ထားတယ် Jab ထောက်ထားတယ်ဗျ Low kick ကန်ချက်တွေပေးထားတယ်မှန်ကန် Low kick ကန်ချက်တွေပေးထားတယ်ဗျ oh my god 1 2လက်တီးချက်တွေပေးထား oh my god left foot တော်တော်လေးကထိသွားပြီဗျ left foot တော်တော်လေးကိုထိသွားပြီမိချေကန်ချက်ပြန်ပြီးတော့ပေးထားတယ်ပွဲရတော်တော်လေးကိုစီလာပြီဗျခုနကကျွန်တော်ပြောလို့တင်းစရာတော့တိတ်မကောင်းတော့ဘူးပွဲရပြန်ပြီးတော့စီလာပြီ low kick တွေပဲမန်ကန်ပေးထားတယ်ဗျโอเคဒီပဲမင်္ဂံပေးထားသေးတယ်။မြေချိတ်ကန်ချက်တွေပေးထားတယ်ဗျ။ အဖိုက်တာနေရာလုံးနေနေကတော့ဂုဏကကျွန်တော်ပြောတဲ့အတိုင်းပဲနဲငယ်တော့ကြာလာပြီဒါပေမဲ့ထိုးတာကြီးတော့လှတယ်ဗျာလက်သီးပါဝါလည်းပါလို့ပါမှမသိဘူးပါတာဗျာအလို့စင်မှာတော့နော့ခ်ဒေါင်းတစ်ကြိမ်ရထားတာကဒီဘက်ကရီဂန်ဆိုတဲ့ဖိုက်တာအနီတော့ဖိုက်တာရတဲ့ spinning back fist oh my god ကောင်းတယ်ဗျာအဲ့လိုအကွက်တွေကျွန်တော်တို့ဖိုက်တာတွေလေ့လာသင်တာဗျာကျွန်တော်တို့ဖိုက်တာတွေနဲ့လုံးဝကောင်းရင်းကုန်ပြီလက်သီးပဲပြေးထိုးနေတာမျိုးတွေထပ်ပြီးတော့မြင်ကျင်တော့ဘူးဗျအခုလိုမျိုးအကွက်ကြကြဆင်းနေကြလက်လက်ပါပါနဲ့1 2ဆိုလဲ1 2 အဲ့လိုမျိုးထိုးတက်တာတကယ်မြင်ကျင်တယ်ဗျစူပါရီချန်းဆိုလဲသူကစ်ပေါက်စင်မှာသွားထိုးပြီးတော့ကစ်ပေါက်စင်သမားစီကနေပြီးတော့သူနိုင်ယူတာခံလိုက်ရတယ်လေတန်စင်ဆိုရင်လည်းအဲ့လိုပဲဆိုတော့ကျွန်တော်မြန်မာဖိုက်တာတွေနေနဲ့အနေငယ်ပို့ပြီးတော့ဂျိုးစားဖို့တော့လုံမယ်ဗျဒီလိုပွဲတွေကြီးရတာတော်တော်လေးကိုကောင်းတယ်ဗျကစ်ဘောက်ဆင်ကကစ်ဘောက်ဆင်ပုံစံမွေထိုင်းမွေထိုင်းပုံစံသွားတာဗျအတူเนาะပြိတ္တတွေတခြားတတိထားပြီးကြီးမယ်ဆိုတော့ ။အိုး။နိုင်ငယ်တော့မောနေပြီဗျ Fighter တွေနဲ့တက်လုံကြနေပြီ။တုံးကြည့်အောင်ရှိလာပြီဆိုတော့။နောက်တော့ Championship Round ဘယ်လိုလာမလဲကြည့်မယ်။ကဲ။တုံးကြည့်ပြီးသွားပြီ။လေးကြည့်မြောက်ကိုကြည့်လိုက်ကြအောင်ပါ။တတိယချီမှာဆိုလို့ရှင်လဲဘယ်လိုမျိုးဆက်ပြီးတော့ဖြစ်သွားမလဲဗျ။ကဲ။တတိယချီစပြီ။တတိယချီမှာဆိုရင်လဲဒီဘက်ကပြာတောင်းအောင် Fighter ကငငယ်နှေးသွားတယ်ဗျ။နောက်တောင်းဒုတိယချီမှာသူဝင်သွားလို့ထင်ဗျ။ငငယ်နှေးသွားတယ်။ ဘက်ကနီတောင်းကဖိုက်တာကတော့သူကတက်လုံချွေပြီးတော့စော့တဲ့ဖိုက်တာမို့လို့နဲငယ်ပို့ပြီးတော့သူကတက်လုံပို့ပြီးတော့ကြံသေးတယ်လို့ထင်ရပြအုံမင်က1 2လက်တီကျွေးထားတာကောင်းတယ်ဗျ1လက်တီကျွေးထားတာကောင်းတယ်မြေချီကန်ကျက်တွေလမ်းပြီးတော့ပေးထားတယ်ဗျ white လက်တီအုံမင်ကခုနက left foot တစ်လုံးထပ်ပြီးတော့ဝင်သွားသေးတယ်ဗျဒီဘက်ကအပြတောင်းကဖိုက်တာရဲ့အားနည်းချက်အနေနဲ့ကသူက left foot အနေငယ် ကာကွယ်တဲ့ defense အားနည်းတယ်ဗျသူရဲ့ညာဘက်လက်ကအောက်ကိုကျကျနေတယ်အဲဒါကြောင့်မလို့ဘက်က left foot နဲ့ကျွေးကျွေးသွားလို့ရှင်ဤစိတ်သွားတာဗျစတုဒ္ဓအချီပေါ့နော်စတုဒ္ဓအချီချန်ပီယံရှစ်ရောင်းထဲကိုဝင်ရောက်လာပြီဆိုတော့ဘယ်လိုပုံစံနဲ့ဖြစ်သွားမလဲဆိုတာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေပြီဗျပြန်လဲခြေကန်ချက်တွေပေးထားတယ်ဗျတဖြောင်းဖြောင်းထဲကိုရိုက်နေတယ်ဗျခြေကန်ချက်တွေကတစ်ဖက်က check လုပ်တယ်တစ်ဖက်က kick ကန်တယ်ဗျ ဖြောင်းပြောင်းတဲ့ကိုအမှန်ကန်ပေးထားတာဗျ1 2တွဲလုံးတွေပဲပေးထားသေးတယ်မြေခြေကန်ချက်တွေလမ်းပြီးတော့ပေးထားတယ်ခြေကန်ချက်တွေကောင်းတယ်ဗျ Oh my god 1 2 white lady တွဲလုံးတွေကတော့တော်တော်လေးကောင်းတယ်ဒါပေမဲ့မထီဘူးဗျဒီဘက်က fighter ကရှောင်းတင်းဂျက်စီချင်းကောင်းတယ်ဗျအနီတော့ fighter ရှောင်းတင်းကောင်းတယ်ပြီးတော့ left foot ကောင်းတာ left foot ပေါ့နော်ဘာလဲရတဲ့ပုံစံအတိုင်းပဲကောင်းတာ left foot ပြောရရင်လည်းပဝင်မြင့်သွားအောင်

လိုက်ဝိတ်တန်းဆိုတော့ပေါင်190တဲ့မှာထိုးတာဗျ155ပေါင်တော့မဟုတ်ဘူးเนาะကျွန်တော်တို့ UFC ကသတ်မှတ်ချက်လို့ဝမ်ချန်ပီယံရှစ်ကသတ်မှတ်ချက်ကနည်းငယ်ပိုပြီးတော့များတယ်ငါဒီဘက်အပြာတောင်းအဖိုက်တာအနေနဲ့တောင်းလျှောက်လိုက်ပြီးတော့စ조사ပြီးကစားထားပေမဲ့သူ knock down ထိုးနိုင်ဖို့တော်တော်လေးကိုလိုအပ်ချက်ရှိနေသေးတယ်ဗျချစ်ကန်ချက်တွေပေးထားတယ် ကစ်တွေပေးထားရပြ။အိုးမြင်းချေကန်ချက်တွေပေးထားပြန်ပြီ။မြင်းချေကန်ချက်တွေပဲညာလက်သီးချက်တွေမကန်ပေးထားတဲ့ဆိုပေမဲ့ဒီကိုလက်စ်အလက်စစ်အနေနဲ့ဘာမှတိတ်ပြီးတော့မလုပ်ပြနိုင်ဘူးပြ။ဒီဘက်ကနေတောင်းကဖိုင်တာချန်ပီယံဖိုင်တာကတော့လက်သီးတစ်ချက်ဆိုရင်ဆိုတော့သူကပို့ပြီးတော့လုပ်ပြနိုင်တယ်ပြ။အိုးပြေးပြီးတော့လူတိုက်ချက်တွေပေးထားတယ်။ဒါပေမဲ့တတိယရောက်တော့မရှိလောက်ဘူးပြ။ကဲ စရုဒ္ဒချီပြီးသွားပြီစရုဒ္ဒချီပြီးသွားတဲ့နောက်မှာဆိုလို့ရှိရင်တော့ကျွန်တော်နေနဲ့အမှတ်ပေးချင်တာကတော့ဒီဘက်ကအနီတောင်းဖိုင်တာဝယ်ပို့ပြီးတော့အမှတ်ပေးချင်တယ်ဘာလို့လဲဆိုတော့ဒီအပြာတောင်းကဖိုင်တာ Alexis Nicolet အနေနဲ့တာထားတာဆိုလို့ရှိရင်သူကပထမချီမှာပဲနည်းငယ်တာတယ်ဒုတိယချီမှာနည်းငယ်တာတယ်ဆိုပေမဲ့ဒုတိယချီမှာ knock down ထိုးခံလိုက်ရတယ်ပေါ့နော်ဆိုတော့သူ့ရဲ့ညှော်လင့်ချက်ကတော့နည်းသွားပြီဗျမြစ်ချေကန်ချက်တွေထပ်ထပ်ပြီးတော့ထွက်လာတယ် မြေခြေကန်ချက်တွေကောင်းတယ်ဗျခေါင်းတက်တက်ကိုထိတာဗျခြေကန်ချက်ပေးထားအဲ့အချက်ကိုတော့တော်တော်သဘောကျတယ်ဗျခေါင်းတက်တက်ကိုပြစ်ပြစ်ကန်တာဖိုက်တာညောင်လုံးနေခြေကန်ချက်တွေကောင်းတယ်ဗျ Grade Fighter တွေထင်တယ်ဗျခြေကန်ချက်တွေကောင်းပါတယ်နောက်ဆုံးချီဖြစ်နေပြီဗျနောက်ဆုံးချီဖြစ်နေတဲ့အတွက်ကြောင့်မို့လို့တို့တို့နှစ်ယောက်လုံးအနေနဲ့တော်တော်လေးကိုတော့ စ조사ပြီးတော့ကစားမှရမယ်ဗျာဘာဖြစ်လို့လဲဆိုတော့ဒီဘက်ကအပြတော့ဖိုင်တာကလည်းသူနိုင်ကျင်တယ်ဆိုလို့ရှိရင်သူစကြတခုလုံးဝကိုလုတ်ပြမှရမယ်ညီတော့ဖိုင်တာကလည်းနိုင်ကျင်တယ်ဆိုလို့ရှိရင်ဒီနောက်ဆုံးချီမှာသူ့အနေနဲ့အကောင်းဆုံးပုံစံနဲ့ထိုးတက်ပြမယ်ဗျာမဟုတ်ဘူးဆိုလို့ရှိရင်တော့သူတို့နှစ်ယောက်လုံးကိုဒိုင်လူကြီးကဘသူနိုင်ပေးမယ်ဆိုတာက decision ကိုရောက်သွားပြီဆိုရင် one championship ဖွဲ့စည်းမှာဘာမှပြောလို့မရတာပြည်သက်တွေအားလုံးလည်းတည်မယ်ထင်ပါတယ်ဆိုတော့ကဘက်ပြုတ်သွားနိုင်တဲ့အနေအထားနဲ့ကဘက်ရနိုင်တဲ့အနေအထားတွဲဆုံတဲ့အတွက်ကြောင့်ဟုလို့ ရိုက်တာအနှစ်အောင်လုံးနဲ့ဒီဘွဲစင်မှာတော်တော်လေးကိုနောက်ဆုံးအချိန်မှာတည်ထားပြီးတော့ကစားရမယ်ဗျ။ဒီဒီတောင်းကဖိုင်တာကတော်တော်လေးအထနှီးတဲ့ပုံစံပြောရပေမဲ့သူနောက်ပိုင်းချီမှာတော်တော်လေးကိုကောင်းလာတာတွေ့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ပထမအချိန်မှာသူ့အနေနဲ့လုံးဝကိုအထနှီးပြီးတော့စာဖတ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအပြတောင်းကဖိုင်တာဖြစ်တဲ့ Elysis Nicholas ရဲ့လုံးဝအပြင်းထန်တိုက်ခိုက်မှုတွေကိုသူ့အနေနဲ့ခံခဲ့ရတာဗျ။သူတို့ဒုတိယအချိန်မှာတော့သူလောကကိုပြန်ထလာနိုင်ခဲ့ပြီးတော့သူ left hook ကျွေးပြီးတော့ဒီ Alexis Nicholas ကိုဒီ နောက်တောင်းထိုးပြတော့ရတယ်ပေါ့နော်ဆိုတော့နောက်လျှောက်ကျွန်တော်ကြည်လာရသလောက်ဆိုလို့ရှိရင်တော့ဖိုက်တာနေရာလုံးကထိုးသက်ပုံထိုးသက်နေတွေကောင်းတယ်ခြေကန်ချက်တွေကောင်းတယ်ပြီးတော့ဒီကောင်တာပြန်ပြီးတော့ထိုးတဲ့လက်တီးချက်တွေပါကောင်းတယ်ဗျဒါပေမဲ့အနေငယ်ပို့ပြီးတော့တာနေတာကဒီဘက်ကအနီတောင်းကဖိုက်တာကအနေငယ်ပို့ပြီးတော့တာနေတာကိုတွေးရမှာဖြစ်ပြီးတော့သူအနေနဲ့ကကစ်ပေါ့ကစင်လိုင်းဝိတ်တန်ချန်ပီယံ2ဖြစ်တယ်ဆိုတော့ဂုံပုံးနဲ့လျော်ညီစွာပဲအကောင်းဆုံးစော့ပြထားနေတာကိုတွေ့ရပြီးတော့ကျွန်တော်အနေနဲ့ကတော့ဒီဖိုက်တာကနိုင်ရရှိသွားလိမ့်မယ်လို့လုံးဝခံမှန်းသုံးသပ်မိပါတယ် ဆိုတော့ပွဲကြီးကလည်းဒီ3မိနစ်9ချီဆိုတော့15မိနစ်ပေါ့နော်3ခါလေး15မိနစ်ရှင်ပြိုင်ထိုးတက်ရတဲ့အထဲမှာဆိုလို့ရှိရင်ဒီ fighter တွေအနေနဲ့ဒီတက်လုံပိုင်းမှာဆိုလို့ရှိရင်လည်းတောင်းနေတယောက်ကြာဆင်းသွားတယ်ဆိုပေမဲ့အရန်ကြီးกว่าဟမနေတာကိုတွေ့ရမှာဖြစ်ပြီးတော့ fighter ညလုံးအနေနဲ့ကလည်း championship ကစားသမားတွေဆိုတဲ့ပုံစံတိုင်းပဲဆော့ပြတော့တာကိုတွေ့ရတယ်ပရိသတ်အကြိုက်တော့ သိပ်ပြီးတော့ဖြစ်မယ်လို့တော့မထင်ပေမဲ့ကျွန်တော်ကျွန်တော်အနေနဲ့ကတော့တော်တော်လေးကိုကောင်းတဲ့ပညာယူစရာ kickboxing ပွဲတစ်ပွဲလို့ထင်မြင်မိပါတယ်ကျွန်တော်ပြည်သက်တင်နေကရောဒီပွဲစဉ်ကိုကြည့်ပြီးသွားတဲ့နောက်မှာဘယ်လိုမျိုးထင်မြင် user သုံးသက်ချက်တွေရှိလဲကျွန်တော်တို့မြန်မာ fighter တွေအနေနဲ့ကရောဒီ fighter တွေစီကနေပြီးတော့ဘယ်လိုမျိုးတွေတင်ယူသွားတင်တယ်လဲဆိုတာကို comment မှာ story သုံးသက်အငင်းခုံပေးခဲ့ကြပါဦးခင်ဗျာ All right, speaking of those new contenders, who's top of your list? Yeah, one fight, uh, one big fight tonight. So maybe that's what one contender, but uh, we'll see what other guys are All right, we'll see what Chachi has to say about that. What about the kickboxing, though? You want to get that belt back. What do you think? who deserves a shot at breaking an air for the kickboxing world title? Kickboxing belt was my first game, so I want it back. So I hope my championship Always a pleasure.